ောင်သားချိုရေးသားတော်ဖြက်ကနေတွေ့ရသည့်ကျွန်တော်တို့ရှိကကြက်တာရများဆရာမင်းတို့ဝင်ညနေသည်စောင်းလေဖြင့်အေးများလျက်ရှိသည်တရားအောက်တွင်ကနောဝါရောင်ချောင်းရည်သည်ခတ်လေးလေးခတ်တွက်တွက်စီစဉ်လျက်ကိုရည်ဝါရွေစီစဉ်လာတော့ချောင်းရည်ပြင်ပေါ်မှာဖြင့်ဇလက်ပွင့်ကလေးတပွင့်သားနှစ်ပွင့်သားဇလက်သီးကလေး တစ်လုံးစားနှလုံးစားထို့နောက်ဓနိဖောင်ကြောက်ကလေးများရေမြုပ်တစီစီများချောင်းကပါဝဲရတလျှောက်ကိုကြည့်တော့ခါခရပင်စိမ့်ပုတ်ပုတ်များကိုမျက်စိတစုံတွေ့နေရသည်မလမကန်းတွင်ကရေနံဖြင့်ဝါဤနေသည့်ပြင်ထောင်အိမ်ကြီးတစ်လုံးကိုတွေ့ရသည်ဆရာမင်းသူဝင်နေထိုင်ခဲ့ဘူးသည့်အိမ်ဖြစ်ပြီး နောက်ပိုင်းတွင်မျိုးနယ်ကို ပေးလူထားခဲ့သည်ဟုဆိုသည်။ဖွင့်ရှိမှလမ်းကိုလည်းမင်းသူဝင်လမ်းဟုခေါ်ကြတဲ့။အင်ချံဝင်းထဲမှလည်းစိမ့်စိမ့်ဆိုဆိုတစ်ပင်များကို တွေးနေရပေရ။ခရီးပင်တွင်များလားဟုကျွန်တော်အတွေ့ရောက်မိသည်။စင်စစ်ထိုစဉ်ကကျွန်တော်သည်အသက်၁၀နှစ်ဆုံးကစားလောက်သာရှိပါလေုံမည်။ချိန်က1980ပြည့်နှစ်ဝင်းကျင်နှစ်ကာလများဖြစ်ပါသည်။ ကွန်ညံကုံမြို့အာထကကျောင်းတွင်ငါးတန်းတက်နေခြင်းဟုအမှတ်ရနေသည်ကွန်ညံကုံမြို့ဤတောင်ဘက်ပိုင်းကိုတံတားတစ်ခုဖြင့်ဆက်သွယ်ထားရာချောင်းကိုဖြတ်ကျော်ထားသည့်တံတားပေါ်သို့မကြာခဏသွားသွားပြီးပြမင်းသူဝင်အိမ်ကိုငေးမိငေးမောဖြစ်နေခြင်းပဲဖြစ်ပါသည်ဆရာမင်းသူဝင်ကိုကျွန်တော်မမြင်ဘူးဆရာမင်းသူဝင်ဤစများကိုလည်းကျွန်တော်အကုန်မဖတ်ဘူး တို့ပါလေဆရာအင်ကြီးကိုလှမ်းကြည့်ကဂုံယူစိတ်လေးစားစိတ်ချစ်ခင်စိတ်အားကြစိတ်များတဖွာဖွာပေါ်လေးရှိသည်ဖြင့်တောင်ဘက်ပိုင်းတရာကြီးပေါ်မှာသွား၍သွား၍ငေးမိနေတတ်ခြင်းပင်ဖြစ်ပါသည်ဤနေရာတွင်တချို့သူများအနေနှင့်ဆယ်နှစ်ဝန်းကျင်လူငယ်ကလေးတယောက်ဤအိမ်မက်သည်ဤမြလှပနိုင်ပါမလားခန်းနာနိုင်ပါမလားစသည်ဖြင့် ယုံကြည်မှလည်းယုံကြပါလိမ့်မည်။ကျွန်တော်တို့၏ငယ်ဘဝများတွင်ဗီဒီယိုမရှိ၊ TV ဂိမ်းမရှိ၊ပျော်သည့်ယထာမရှိ၊စပေတာအဖို့ရှိပါသည်။ကျွန်တော်တို့အရွယ်လူငယ်များသည်ဝိတ္ထုကိုကောင်းကောင်းဖတ်နိုင်နေကြပြီ။ကျောင်းစာကြီးတိုင်းမှလူတို့ဦးလားဤတိုင်းရင်သားပုံမြင်ပေါင်းစုံကိုငါးတန်းကျောင်းသားအားလုံးလိုလိုသင်ယူကုန်ဖတ်ထားကြသည်။ဤတို့စာနှင့်ပေနှင့်မစိမ့်လာတော့ကျွန်တော်အဖို့ ဆရာမင်းသူ့ဝင်ကိုတည်နေခြင်းမှမဆန်းလာပေ။ကြပြဆရာကြီးတဲ့။ဆရာကြီးဆရာကြီးတဲ့။ဘီလက်ကိုတွားရသူကြီးတဲ့။တက္ကသိုလ်ကဆရာကြီးတဲ့။ငါတို့မြို့သားတဲ့။ဒီတော့ဆရာမင်းသူ့ဝင်ဒီလဲ။ကျွန်တော်ငယ်အိမ်မက်ဖြစ်ခဲ့ဒီမှာမဆန်းလာပါ။ထို့ပြင်ထိုစဉ်ကကျွန်တော်တို့ဤငယ်ဘဝပတ်ဝန်းကျင်များကလည်းကျွန်တော်တို့နဲ့ဆရာမင်းသူ့ဝင်ကို မရင်နီးယင်းနီးအောင်လှုပ်ပေထားသည့်ပတ်ဝန်းကျင်မျိုးဖြစ်နေသည်မှာကအမှန်ပင်ဖြစ်ပါသည်ဆာမင်းသူဝင်နေကျွန်တော်ကြား၌ပထမဦးစွာထိုးပေးလိုက်သည့်တရားကြီးမှာဘာကြီးအောင်ညာတယ်ဖြစ်ပါသည်ကျွန်တော်တို့အိမ်မှာလူကြီးသူမများကဘာကြီးအောင်ညာတယ်သက်လန်းကိုမကြမကြပြောပြတတ်ကြသည်ဘုန်းကြီးကျောင်းသားကလေးမောင်ချစ်ရွာဦးထိတ်မှပပုထုထုနေတတ်သောဘာကြီးအောင် ယမင်းရုပ်ကလေးကိုလိုချင်လင်ငွေစုဟုဆိုလာတော့ကြောင့်မုံမစားရတော့ပဲဝါစုဘူးကလေးမှာတနေ့တပြားစုစုလာသည့်မောင်ချစ်ငွေပြည့်လူပြည့်ခင်ရက်များရောက်ပါမှရွာကိုလားလဲသည့်မျိုးပိုင်မင်းကလားဝယ်၍လက်ဆောင်ပေးလိုက်ရတော့ဗာကြီးအောင်ငယ်ရွယ်နူးနယ်စဉ်မှာပင်မျောလင်းချက်ကိုရိုက်ချိုခံလိုက်ရ၍တစားတစားစိတ်ဒုက္ခဖိစီးရင်အသက်ဆုံးသွားရတော့မောင်ချစ်ဤ ဘာကြီးအောင်ညာတယ်ဟုပြောသွားတော့အတန်။ထိုကြေကွဲပွဲဇလန်းကကျွန်တော်ဤဘဝမျက်ရည်များကိုစိုးစိတ်ခဲ့သည်မှာအမှန်ဖြစ်သည်။နောက်တော့ထိုဇလန်းသည်တပြားပေါ်အထိရောက်သွားကဂီတဖြင့်ဆွတ်လိုက်သောအခါအဲ့ဒီဇလန်းကိုရေးတာမင်းသူဝင်တယ်ဟုသောအချက်ကိုရင်ထဲဆွဲညှိသွားလေသည်။နောက်တော့ကျွန်တော်တို့ဤနှုတ်ဖျားကျွန်တော်တို့ဤရင်ထဲ ျွန်တော်တို့ဤသွေးကြောမြင့်များတို့တိုင် စီတာမဲ့ဝင်ရောက်လာကြသည်မှာဆရာဤကလေးကပြများပင် ဖြစ်ပါသည်စောင်းနီနီအမေရွက်လို့နတ်ပြန်နနဲ့ចောင်းထွက်မယ်ဟူသောကပြကိုရွတ်ရင်မောင်ကိုချမ်းမထားပါနဲ့ဟုပြောဟန်းဖုံးတော်ကြီးကစော့ရင်អော်၍ရိုက်မည်ဟုဆိုဟန်းစိတ်ပတိဆွဲကဖုံးတော်ကြီးလိုအိမ်တွင်နေပါမည်ဟု မောင်ကဂရိဘေးဟန်ကလေးများမှာ ချစ်စပွဲဖြစ်သည်ဝါသူဝါကောင်ရေတွေကြီးလို့တပြေသည်မဲ့ကောက်ဆုပ်ွယ်စသောကြပြားကလေးတွင်လဲတပြေသည်ကောက်လိုက်ရန်အုံးလက်နာကလေးကိုထားခဲ့မည်ဖြစ်ပုံခရစူးချုံကြီးများတဝိုင်း၌မျော့မဲမဲကြီးများရှိနေသည်မှန်တော်လဲမွေးနဂါကိုပင်မိမိကမကြောက်ပုံလိုက်မည်ဖြစ်ပုံစသည်ဖြင့်ပြောစရာဖွဲ့ထားသည် မောင်လေးထပါတော့ရောင်နီလာလာပေါ့တွင်လဲအမကမောင်ကိုပန်းကောက်ဖို့နိုးပုံနနက်ကင်းကျင်းငက်များကတီကျူးနေပြီဖြစ်ပုံဗန်းပြိတ်ပန်းများကောက်ကြမည်ဖြစ်ပုံစသည်စသည်ဖြင့်ညနိုးစရာဖွဲ့ထားသည်ဆရာကလေးကပြများဤစိတ်ကူးသည်ကလေးတို့ဤစိတ်ကူးဝင်းကျင်သည်ကလေးတို့ဤဝင်းကျင်အမူအရာသည်ကလေးတို့ဤအမူအရာများဖြစ်ရာ လောက်အပေးလောက်အပေးငါတို့လောက်အပေးချွေသက်တွေက အားရှံအောင်မွဲတအားခံစသောကြပြများနှင့်က အနှစ်နှင့်အကာလိုကြွာချလာပါသည်မိတို့ပင်ဖြစ်စေဆရာသည်ကလေးကြပြဤဖခင်ကလေးကြပြဤပထမဝတ်ကြဖြစ်သည်မှာကညင်းမရသောအချက်ပင်ဖြစ်ပါသည် နောက်တော့ကျွန်တော်တို့တို့ရန်ကုန်ရောက်လာကြသည်ကြပြရေးဖို့စူးစမ်းနေတဲ့ကာလများတွင်ဆရာဤ ။ကြပြာရေးကျင်စာဆက်တင်စာအုပ်ကလေးကိုဖတ်ရသည်။ထို့နောက်ရေးချမ်းစဉ်မြမစာမြမမှုစာအုပ်များကိုဖတ်ခါမြမစာပေရင်ကျင်းမှုနုပညာအကြောင်းများကို နားလည်လာရသည်။ဆရာတော်ကြီးနှင့်ပူးတွဲရေးသားတော်စာပေ လောကစာအုပ်ကလေးကိုလည်းကျွန်တော်ဖတ်ဖြစ်သည်။ထို့နောက်ဘေးညိုကြပြာများအင်းလျာကန်တို့ဩကရုကြပြာများစသည်စသည် ဆရာဒီမိုးဘောကကြက်တလုံးစောက်ကလေးဖြင့်ကျွန်တော်တို့ကိုကောင်းကင်ကြီးအားမော့ကြည့်စေခဲ့သည်ဆရာဂျပန်တက္ကသိုလ်တစ်ခုတွင်တာဝန်ထမ်းဆောင်ပြီးအပြန်ကျွန်တော်တို့နှင့်ဂျပန်စာပေကိုဟိုက်ကူကပြမြည်စရာစောက်ကလေးဖြင့်မိတ်ဆက်ပေးသည်လီယာမင်းကြီးသည်ကာရှိတ်စပီးယာ၏ပြဇတ်တပုတ်ကိုလက်စွမ်းပြဘာသာပြန်ခဲ့ခြင်းပင်ဖြစ်ပါသည်ဤသို့သောဆရာနှင့်ကျွန်တော်သည်ကျွန်တော်တက္ကသိုလ်အတွင်းမဟာဝိဇ္ဇာဓမ္မတက်နေကိုက်နေ့တနေ့တွင်စိုက်စိုက်မြိုက်မြိုက် ဆောင်တွေ့ခဲ့ရပြီသည်ကျွန်တော်ရန်ကုန်တက္ကသိုလ်တက်နေစဉ်ကာလတွင်ဆရာတက္ကသိုလ်မင်းမော်ကဟေးမောင်သားချို့မင်းကိုဆရာမင်းသူဝင်မင်းနေတယ်ဟုပြောပူပါသည် သို့တော်ခီးသွားဟန်လဲပြောသွားခြင်းမျိုးဖြစ်၍ကျွန်တော်ကလည်းလေးနဲ့မရှိလာပါသို့တော်ဆရာပြင်မနာမောင်နီတင်ငါတော်သူ့အိမ်ကိုရောက်တိုင်းအချင်းချင်းပြောပါသည်ထိုစဉ်ကပြင်မနာမောင်နီတင်သည်လုံမလေးမကသိန်းတွင်ကြပြားတာဝန်ခံဖြစ်ရာ လုံမလေးတွင်ကြပြားရေးပြစ်နေသောကျွန်တော်တို့နှင့်အထူးပင်ယဉ်ဤလာပါသည်တနေ့တွင်တော့ဆရာပြမနာမောင်နှင့်တင်ဤအိမ်တို့ကျွန်တော်ရမုံနှင့်မိုးဆက်ခေါ်ချစ်လွမ်းတွင်ယခုဘုံမိုးတန်နိုင်ကလေးမျိုးတို့ရောက်သွားကြပါသည်ဤတစ်ချိန်တွင်တော့ပြမနာမောင်နှင့်တင်ကလာဗျာဆရာမင်းတို့ဝင်ခဏခဏမေးမိနေတယ်သွားလိုက်ကြရအောင်ဟုတ်သောခေါ်တော့ကြောင့်ကျွန်တော်တို့လည်းသွားရင်ဆုံးဖြတ်လိုက်ကြပါသည် စင်စစ်ကျွန်တော်ရင်ထဲတွင်ထိတ်နေပါသည်ဘာကြောင့်ကျွန်တော်ကိုတွေ့ကြပါလိမ့်ဓမြိုဒဲသားဟုတိသွားလို့များလားပညာရှိကြီးတယောက်ဖြစ်ပြမဖြစ်နိုင်သောမေးခွန်းတွေများမေးလိုက်ပါကဘယ်လိုလုပ်ရပါကျွန်တော်တို့ဒီကိုနီတင်းနေထိုင်ရာဝကီရိတ်တာမှလဲတန်းတို့လမ်းလျှောက်လာကြပါသည်ထိုရက်များသည့်တရင်ကျွတ်ရက်များဖြစ်ရာလဲတန်းထိတ်တို့ရောက်သောအခါကျွန်တော်တို့စိတ်ကူးတစ်မျိုးပေါ်လာကြပြီး ဆရာကိုကြောရန်ကိမ့်မုံများဝယ်ကြပါသည်တို့ဖြင့်ဆရာအိမ်ကိုရောက်သွားခြင်းဖြစ်ပါသည်ကမာရွတ်ဥထွန်းလင်းရိတ်တာလန်တက်ရှိဆရာချန်ကလေးမှအတန်တစ်ကျဲဝန်းပြီးတက်ရပါသည်ပန်းပေါင်းစုံပွင့်လန်း၍နေပါသည်မြင့်၍လင်းပြီးအေဂျန်လာတိတိုက်အိမ်ကလေးဤဧကန်းထဲကိုဆရာမောင်နီတင်ဥဆောင်မှုဖြင့်ကျွန်တော်တို့ရောက်သွားကြပါသည်ရေနံမဲမဲနှင့်တလိုင်းဟန်စောက်ထားသောအိမ်ကြီးခရီးပွင့်များ ဒီရေအတက်ကြဘုံမြည်တန်းနရိုင်းတွင်းကြီးသွန်းတော်ပြုတ်အတန်ကလေးများနှင့်ဝေးရာဤမျိုးပြခန်းဝတဲမှာမောင်ခွေးဖို့ကြပြကလေးများကိုမှဆရာရေးနိုင်ပါသာဆရာဒီရွှေခိုင်းမျက်မှန်ထူးထူးသပင်တိုးတိုးလွတ်လပ်ကြည်လင်သောအပြုံးအိမ်နေအဝတ်စားပော့ပော့ပါပါများဖြင့်ကျွန်တော်တို့ကိုတရင်တနည်းကြိုဆိုပါသည်ဒါဆရာတွေ့ကျင်နေတဲ့မောင်သားချို့ပါဟုတ်ကိုနီတင်းကမိတ်ဆက်ပေးပြီး စကားဝိုင်းကခိတ္တတိတ်ဆိတ်ရေးသွားစဉ်ကျွန်တော်ကစကားမရှိစကားရှာကဆရာကုတလောမဟိတိမရင်းနေတဲ့မိမတရားဟာဟုစာယုံရှိသေးဆရာကတော်တော်ဟုတားသည်ပြီးတော့တဟားဟားရဲ့သည်အဲ့ဒီနင်းသူဝင်ဆိုတာကျွန်တော်တမိပါဒါပေမဲ့သူကနင်းသူဝင်ကျွန်တော်ကမင်းသူဝင်ကိုလုံးနဲ့ကိုမဆိုင်ဘူးဗျဟုလွတ်လပ်စွာပြောချလိုက်ပါသည်တော်ပါသေးသည် ကျွန်တော်ဒီနင်းသူဝင်ကား ဆရာမင်းသူဝင်ဤသမီးဟုတိမထားပဲစွ့ရွပြောချတော်မူဟုပြန်ထားရဆရာကနှက်ခမ်းလက်ဝူးမူရလိုက်၍မျက်နှာမပူရခြင်းဖြစ်ပါသည်မကြမီမှပင်မနှင်းသူဝင်ကကော်ဖီလာချပေးပါသည်ဝန်ခံရရင်ထိုကော်ဖီဒီကော်ဖီဘူးလားကော်ဖီအေးလားဟုပင်မမတ်မီနိုင်တော့လောက်အောင်ဆရာကိုကျွန်တော်ငေးကြည့်နေမိခဲ့သည်ဒါနဲ့ကိုရမုံကဘာဖြစ်လို့တိတ်တိတ်တင်တချောင်းငင်နဲ့မုံထားတာလဲရှင်းမအောင်တဝိုင်းလုံးတိတ်ကြသွားသည မတေးတေးတင်တချောင်းငယ်မုံဆိုတော့သလုံးပေါင်းရှိမရှိ ရှိရင်အတိတ်ပဲရှိမရှိ ကျွန်တော်မသိပါရမုံကားတော့ဘာပြောရမှန်းမသိဖြစ်နေသည်ကဲပါကဲပါကျွန်တော်ကသိကျင်လို့မေးတာပါသိညစ်ခံမနေပါဟုတ်ဆရာကပြောလိုက်မှစကားဝိုင်းမှဝေါကနေပွဲကြသွားရင်ပြန်အသက်ဝင်လာပါသည်တို့ပြင်ကျွန်တော်တို့ဒီမော်တန်ကဗျာများဘက်သို့စကားရောက်သွားကြပြန်ရာကျွန်တော်ကမော်တန်ကဗျာဆိုသည့် ခန္ဓာရတဲ့ကမိုးတပေါင်းမြတာချီကြောင့်ပြောမိသည်ဆရာကတော့မိုးတပေါင်းနဲ့လည်းဗရောက်တွေပွင့်ကြပါတယ်ဗျာတဲ့ကျွန်တော်တို့ယင်ထဲမှာစူးရသွားသည်ဆရာမင်းသူဝင်သည် ထိုင်းနေရမှာထားသည်ထို့နောက်သူဤမြင်မာလာသောစာအုပ်စင်များတက်လျှောက်သွားနေရင်စာအုပ်တော့ကိုဆွဲထုတ်လိုက်သည်မဆုစာအုပ်သေးသေးရှိရှိကလေးဖြစ်ပါသည်ဆရာသည်ထိုစာအုပ်ကလေးတစ်နေရာကိုလှန်လောရင်းခုံမှပြန်ထိုင်ရင်စာအုပ်ထဲမှာမဆုကိုကြည့်လျက် ုသားချိုးကိုမေးဖို့၃ချက်ရှိတယ်ခုစတဲ့ငါတင်းနဲ့တုံးတစ်ချက်ချင်းမေးပါတော့သည်တက္ကသိုလ်နှစ်ပတ်လက်မကစင်းတွင်ပါသည်မြမကပြာနှင့်တင်ကေတာဆောင်းပါခြေတမဆောက်တွင်ပါသည်မြမကပြာနှင့်စိတ်ကူးရင်လှူရှာမှုဆောင်းပါစသည်ဖြင့်အမှတ်စဉ်တက်၍တစ်ချက်ချင်းမေးခြင်းဖြစ်သည်ကျွန်တော်အလွန်တွေ့ဘူးကျင်ငယ်သောဆရာတစ်ချိန်တစ်ခါမှမတွေ့ခဲ့ရသောဆရာပထမဆုံးချိန်တွေ့ရသောဆရာ ဖိုးစရာတိဘွားဧကြီးများလို့စေသက်တေကြလာသူပါတကားဆရာရှိမောက်မှာကျွန်တော်ခေါင်းတပန်းကြီး၍နေသည်ချွေးစင်းများထွက်၍နေသည်ခြေချင်းလက်ချင်းပုတ်၍နေသည်စိတ်ကိုအတန်အသင့်ငြိမ်အောင်ထားပြီးကာမဆရာကို ပြန်လဲဖြည့်ရှင်းရခြင်းဖြစ်ပါသည်ကျွန်တော်ဆောင်ပါများတွင်အဓိကပါဝင်သည့်အချက်မှာကနဝင်းအပီးညမပြည်ကျွန်ဖြစ်အပီး1930ပြည့်နှစ်တဝိုင်း၌ခေတ်စန်းစားပေပေါ်ခဲ့ကြသော ကျွန်ကဖြစ်တော်လဲခေဆန်းစပင်နိုင်ထုတ်ခေဤနိုင်ငံရေးအငွေသက်နေကြောင်း1946ခုနှစ်ဒီဇင်ဘာတွင်တာယာမဂဇင်းမှဥဆောင်မှုဖြင့်လက်ဝဲဝါဒအမှုပညာဝင်လာကတစုံတရာတိုးတက်ခဲ့ကြောင်းဒုပြေ၍တခင်ကိုယ်တော်မိုက်တကုံတာယာစာတော်စာစုများလောက်ခေဆန်းစာစုများသည့်အားရစရာမကောင်းကြောင်းစသည်စသည်ဖြင့်ဖြစ်ပါသည်ရင်းနှင်းပတ်သက်၍ဆရာကခေဆန်းဘက်မှဆွေးနွေးခြင်းဖြစ်ပါသည် ျွန်တော်နှင့်ဆရာတို့စကားတော်တော်များများပြောပြကြတော့အခါဆရာကခိဤအစင်းစင်တိုးတက်မှုကို ရှင်းပြပါသည်ကျွန်တော်နှင့်ဆရာတို့စကားတော်တော်များများပြောပြကြတော့အခါဆရာကခိဤအစင်းစင်တိုးတက်မှုကိုရှင်းပြပါသည်နတ်ရှင်အောင်ထာမတောင်ကိုခက်လောက်ကိုသာရနိုင်ကြောင်ဖြစ်ပါသည်ပြီးတော့အခါကျွန်တော်တို့ကဆရာကိုကိမ့်မုံဖြင့်ကြော့ကြသည်အေးဗျာခမားတို့မှာအပြစ်များရှိခင်ကျွန်တော်ကခွင့်လွှတ်ပါတယ် တကယ်တော့လေရှိလည်းမရှိပါဘူးဒီလိုပဲကျွန်တော်တို့လူကြီးတွေမှာအမှားရှိခဲ့ရင်လည်းခွင့်လွတ်ပါလို့တောင်းပန်ပါရစေရင်းမှဆရာစုတောင်းဖြစ်ပါသည်ကျွန်တော်တို့ဒီဆရာကိုလေးစားစိတ်ကြီးညိုစိတ်များဖြင့်ငေးကြည့်နေမိကြသည်ဆရာကသူ့ဤဇနီးကိုခေါ်ပြီးကျွန်တော်ကိုပြသည်မှတ်ထားကိုသားချိုးတဲ့ကိုညံကောင်သားပဲသူလာရင်အမြဲတမ်းတကားဖွင့်ပေးလိုက်ဆရာတီချန်တကားဝအထီလိုက်ပို့ရင်ငေးရည်စွာဖြင့်နှုတ်ဆက်သည် တို့ပြင်ကျွန်တော်ငယ်အိမ်မက်တစ်ခုဖြစ်သောဆရာမင်းသူဝင်ထံမှကျွန်တော်တို့ပြန်ခဲ့ကြပါသည်ဆရာကအမြဲတကားဖွင့်တာသည်ဆိုတော့လေဆရာထံသို့ကျွန်တော်တို့တစ်ခါမှထပ်မရောက်ဖြစ်တော့ပါသို့တော်ဆရာတရင်များကိုအမြဲနှားဆွင့်ထားမိသည်ထမင်းပွဲမှကြမ်းကြမ်းမှမှ တွေ့ရတဲ့ဘာပဲဖြစ်ဖြစ်ဆရာတတ်တော်ရာကျော်ရှိပါသည် ခိုင်မာသောကြမ်းမရေးဖြင့်အနာဂတ်စပိတ်ခကြီးကိုဆက်လန်းနိုင်ပါစေလို့သာ ကျွန်တော်ကစုမုံချွေလိုက်ရပါသည် ောင်သားချိုအုပ်30ပြည့်ပလဲရရုအထူးတုပ်စတိုင်တက်မဂဇင်း1995ခုနှစ်စက်တင်ဘာလ